တချင်းစုံရဲ့အတမကောင်းဘူးလို့ဝေဖန်တဲ့သူတွေအန်အသိအောင်ထိပြောင်းလဲပြနိုင်ခဲ့တဲ့ဖြစ်ဖြစ်ထွေအလုံးမဲမိကလာပေါင်းဗမစ်နောင်းကနေကျွတ်စလိုက်ပါတယ်ဖြစ်ဖြစ်ထွေကဂျွန်းထိုးကောင်းတာကြောင့်ဆယ်လီဖြစ်လာချိန်မှာဆယ်လီတယောက်အနေနဲ့ရေရှည်ရက်တည်နိုင်မဲ့နီလန်းတွေကိုရှာဖွေခဲ့ပါတယ်ကြောင်ညာဇညွန်းတွေကိုကိုယ်တိုင်ရေကရက်တည်နေတာဖြစ်တယ်လို့တစ်ဖက်မှာလည်းဘရက်ဒတ်တင်နဲ့ထိတွေ့ရအောင်ဖျော်ဖြေပွဲတွေကိုလက်ခံကဖျော်ဖြေပေးနေတာပေါ့နေဘတ်ပရိသတ်တွေကဖြစ်ဖြစ်ထွေးကိုစုံရင်တခမ်းနဲ့အားပေးကြတဲ့အတွက် ဘွဲရတီရောက်ပြီဆိုရင်ညတိုင်းဆိုသလိုဘွဲတွေကဆက်နေတာပါဘွဲစီစဉ်သူတွေအတွက်တော့ဖြည်းဖြည်းထွေးကကန်ထွက်ဆွဲထားရတဲ့အထီကိုငှားချင်တဲ့ဘွဲရှင်တွေများလို့နေတာပါဖြည်းဖြည်းထွေးဟာအငိတ်မင်းသမီးလည်းမဟုတ်သလုံးလူရှင်တော်ဒန်ဆာလည်းမဟုတ်တဲ့အတွက်တချင်းဆိုရနဲ့ဖြောပြေလို့နေတာပါအစွန်တော်ကြီးတွေရဲ့တချင်းကိုခတ်သွက်သွက်နဲ့ဖြောပြေရင်းနဲ့အစိုးတော်တွေထက်တောင်ဘွဲငှားသူများလာခဲ့ရပါတယ်ဒါပေမဲ့ဖြစ်ဖြစ်ထွေးကအတမကောင်းပဲဖြောပြနေတာဆိုပြီးတော်တော်များများကဝေဖန်နေကြတာပေါ့အစောရကြီးတွေရဲ့တခြင်းကိုပြန်ဆိုတဲ့အချိန်မှာအတန်ကမကောင်းတဲ့အပြင်မူရင်းတခြင်းရ သပြတ်တယ်ဆိုပြီးဝေဖန်ခံရတာတွေကနှင့်ချီကိုရှိလာခဲ့ပါပြီ။ဆယ်လီဖြစ်ပြီးစဖြော်ပြကြတဲ့ကဆိုရှယ်မီဒီယာသုံးဆွဲသူတွေကခုလိုဝေဖန်နေပေမဲ့လည်း ပွဲကားသူမပြတ်တာကြောင့်ဇက်တိုက်ဖြောပြင်းနေခဲ့တာပါဝေဖန်သူတွေကမတုတ်ပြန်ပဲတချင်းဆက်ဆွနေသလိုအခွန်လက်တလုံးမှဆိုရင်ဖြည်းဖြည်းထွက်ကပြောင်းလဲပြနိုင်ခဲ့တာပါနယ်ဘက်ပွဲတွေမှာတချင်းသွားဆိုရင်အရင်ကလိုအတန်ကိုမှန်အောင်မထိန်းနိုင်တာမျိုးမဟုတ်ဖဲကြီးမမှန်နဲ့တီဆိုလာနိုင်တာပါပြီးခဲ့တဲ့ရက်မှာလည်းပွဲတစ်ခုမှာပိုးကြီးဆိုင်ရဲ့ဝဲလဲလဲတချင်းကိုတီဆိုပြခဲ့ပါတယ်တရင်စီယာစီကနေခွင်တောင်းထားတဲ့တချင်းတပုတ်ဖြစ်တာမို့ဖြည်းဖြည်းထွက်ကသူ့အကောင့်ကနေတင်လာခဲ့တာပါဖြူဖြူထွင်းရဲ့အတန်နဲ့တချင်းကအရန်လိုက်ဖက်နေတဲ့အတွက်မွေရင်းနီးပါးကောင်းတယ်လို့တောင်ချီးကျူးနေကြပါတ ဒါအပြင်အရင်နဲ့မတူတော့ပဲပြောင်းလဲလာတဲ့ဖြူဖြူထွင်းရဲ့အတန်ကိုရိပ်မိနေကြတာပေါ့အရင်တော့ကဆိုရင်အတန်ကအစင်မပြေပဲဖြစ်နေပေမဲ့တိုးတက်လာအောင်စူးစမ်းလာနိုင်တာပေါ့တချင်းတိုင်းနဲ့မလိုက်ဖက်ပေမဲ့သူမရဲ့အတန်နဲ့လိုက်ဖက်တဲ့တချင်းကိုရွေးချယ်ကတီဆိုလာနိုင်ခဲ့ပါတယ်မေဆွေရဲ့ဂီတာဒီပေါ့ကိုကိုတချင်းကိုလည်းဖြူဖြူထွင်းကအကောင်းဆုံးဖြစ်အောင်တီဆိုပြနိုင်ခဲ့ပါတယ်အစောပိုင်းတချင်းနဲ့အတော်လေးကိုလိုက်တာကြောင့် cover ပြန်ဆိုဖို့ breather တီကတော့တိုက်တွန်းကြပါသေးတယ် ဒါပေမဲ့အဆိုပါတချင်းကိုဖြည်းဖြည်းထွက်ကကဗာတီစော်ခွင့်မရရှိပါဘူး။တရရဲ့ဆရာကိုကိုအောင်ရဲ့မိသားစုတွေကတချင်းကိုဖြည်းဖြည်းထွက်ကိုပြန်စော်ခွင့်မပေးခဲ့တာကြောင့်ပေါ့။အဆိုပါတချင်းကသူတို့အတွက်အဖိုးတန်တဲ့တချင်းဖြစ်တဲ့အတွက်ပေးမစုံနိုင်ပါဘူးဆိုပြီးအကြောင်းပြန်ခဲ့ပါတယ်။ ဖြည်းဖြည်းထွင်းအောင်ဝေဖန်ခြင်းတို့များလာကြအောင်နမည်ကြီးတချင်းတွေကို cover ပြန်ဆိုပြီးတချင်းထုတ်တာမျိုးမရှိပါဘူး။ရှင်တော်ကသာဆိုခဲ့မယ်ဆိုရင်တချင်းကိုဖျက်ဆီးတယ်ဆိုပြီးဘရက်တ်တွေကအပြင်းထန်ဝေဖန်မှာဖြစ်တာကြောင့်ပေါ့။လက်ရှိမှာတော့ cover ပြန်ဆိုဖို့တိုက်တွန်းခံရတဲ့ထစ်ကိုအတိမတ်ပြုအောင်စ조사ပြလာနိုင်ပါတယ်။ကိုပိုင်တချင်းတွေအများကြီးကိုလည်းပြင်ဆင်ကမကြခင်မှာဘရက်တ်တွေကိုချက်ပြသွားတော့မှာပေါ့။ ဖြစ်ဖြစ်ထွေးကမြန်မာသချင်းတင်မှာကပဲအင်္ဂလိပ်သချင်းတွေကပါခါပါပြန်ဆိုပြနိုင်တဲ့အထီကုံဆိုပိုင်းနဲ့ပတ်သက်ပြီးစ조사တင်ယူနေတာဖြစ်ပါတယ်။အရင်လိုအတမကောင်းပဲဆိုချင်တာဆိုနေတဲ့ဖြစ်ဖြစ်ထွေးမဟုတ်တော့ပဲအစတော်တယောက်လိုစုတက်လာတယ်လို့ပရိသတ်တို့အနေနဲ့ရောထင်လားဆိုတော့ခမမှာဖြစ်ပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။